အစတေဗောင်းတယောက်ဝေဖန်မှုတွေကိုဘလို့ရင်ဆိုင်ဖြေရှင်းတယ်လေအန်ဇိုမာရက်စကာရဲ့တပည့်အကျော်ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားမင်္ဂလာပါဗျကိုခိန်းချဲစီ TV ကနေအပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေ။ Beyond the pitch ဆိုတဲ့ကဏ္ဍလေးကိုတင်ဆက်ပေးသွားကြပါမယ်။ A Stevon တရားဝေဖန်လေကံမှုတွေကို အကောင်းဆုံးရှင်းဆိုင်ကြော်ဖြတ်တဲ့ ခံယူချက်လေးတစ်ခုပေါ့နော်အဲ့ဒီပိုင်းလေးကိုကျွန်တော်အရင်ဆွေးနွေးသုံးသပ်ပေးကြပါတယ်ကျွန်တော်ရဲ့လက်ရှိခြေသွန်းပိုင်းနဲ့ပတ်သက်လို့အားမလို့အားမရဖြစ်ပြီးဝေဖန်တဲ့လူတွေလည်းရှိကြမှာပါတဲ့လက်ရှိချိန်ကျွန်တော်မြင်ရသလောက်အစီဖောင်းကိုဝေဖန်တဲ့သူကရှိကောင်းလည်းရှိမယ်ပေါ့ဗျာဒါပေမဲ့ရှားပါတယ်တိုးတော့ clear အားနေချက်တချို့လည်းရှိတယ်လို့ယူဆထားပုံပေါ်တဲ့အတွက်ဒီစကားပြောသွားတာပါကျွန်တော်တက်ရောက်တဲ့အမြင်ကပြောရင်တော့อืมဝေဖန်တဲ့သူမရှိသလောက်ရှားမှာပါ အသက်18နှစ်အရွယ်ရေချားမြေချားပြောင်းလာတဲ့ကောင်းလေးတယောက်ဒီလောက်လှုပ်ပြနေနိုင်တာအဆင်ပြေပြီလေနော်ကျွန်တော်ကအသက်18နှစ်ပြည့်ပြီပါပြီအသက်18နှစ်ဆိုတဲ့အရွယ်ကဘယ်ရာမှအပြည့်ဝအဆင်သင့်မဖြစ်သေးပါဘူးတဲ့တနာကလည်းတနာပါတယ်သူတခုခုလိုအပ်ခဲ့သည်ရှိတော့ဒါစကားခံထားတဲ့သဘောမျိုးပေါ့ငယ်သေးတယ်ပေါ့ဗျာအရာအားလုံးကိုဟို prepare လုပ်နေတဲ့အစ်စ်မဲရှိသေးတဲ့သဘောမျိုးပြောသွားခဲ့တာပါဘရာဇီးမှာကျွန်တော်ဒါမှမဟုတ်ရင်တခြားသူတွေဆိုရင်လည်း လူကျင်တဲ့အတိုင်းအရာအားလုံးဖြစ်မလာပေမဲ့ဖျားသခင်ရဲ့ချီးမွမ်းတော်ကိုရရှိထားတဲ့အတွက်ကျေးဇူးတင်ရပါမယ်တဲ့ဒါတော့ဘာသာရေးယုံကြည်ကိုးစားမှုလေးတစ်ခုဖြစ်ပါတယ်မိသည့်ဘာသာဝင်မဆိုဒါဖျားရဲ့နှုတ်ကပတ်တော်ပဲဖြစ်ဖြစ်စွဆုံးမမှုပဲဖြစ်ဖြစ်ယုံကြည်မှုပဲဖြစ်ဖြစ်ရှင်နေထဲ့ထားတာငြိမ်းချမ်းတယ်ဗျဒါမိသည့်ဘာသာဝင်မဆိုနော်ဗုဒ္ဓဘာသာဆိုလဲဗုဒ္ဓဘာသာအလျောက်ခရစ်ယာန်အစ္စလာမ်အားလုံးပေါ့နော်အဲ့တော့ရှင်ထဲမှာဖျားရှိတာကောင်းတယ်အဲ့တော့သူ့ရဲ့ ်ရွေချက်ခံယူချက်လေးရလဲချစ်ဖို့ကောင်းတယ်ဘာသာရေးကန်ဆိုင်နေတဲ့အတွက်ဒီစကားလေးထည့်သွင်းပြောဆိုသွားတာပါအဲ့တော့ Chelsea မှာရှိနေတဲ့ Estevan ကတော့ပို့ပြီးတော့ရင်းချက်တန်မာလာပါပြီဒါအပြင်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါတိုင်းတည်ငြိမ်ဆောင်နဲ့ပဲကင်တွယ်ပြီးတော့ဖြည့်ရှင်းခဲ့ပါတယ်တဲ့ဒါကျွန်တော်ချီးကျူးရမယ်အသက်၁၈နှစ်အရွယ်မှာကျွန်တော်တွေဘာလုပ်နေလဲမိဘရဲ့ဟိုပေကန်းစွန်ကျဲမှုအောက်ကတော့မလွတ်ကင်းသေးဘူးဒီလိုမျိုးတည်ငြိမ်ရင်းချက်ဖို့ဆိုတာအဝေး ျွန်တော်ဆိုရင်လည်းသူနည်းတူပဲအသက်ရွယ်30ဆွဆွရောက်သည့်တိုင်အောင်တိတ်ပြီးတော့မရင်ကျက်သေးဘူးတကယ်တော့ဝေဖန်မှုတွေဆိုတော့နေရာတိုင်းမှာရှိတယ်အခုအတွက်ဘလို့ဝေဖန်မှုတွေလဲတော့စဉ်းစားဖို့လိုတယ်ပေါ့နော်အပြုတ်တဘောဆောင်တဲ့ဝေဖန်မှုတွေလားဒါမှမဟုတ်တက်တက် pass နဲ့ attack ပုံကိုရေးတိုက်ခိုက်တဲ့ဝေဖန်မှုတွေလားခွဲခြားစီစစ်ပြီး neglect လုပ်တဲ့ဟာတွေ neglect လုပ်ပြန်ပြီးတော့ ကိုကိုပြောင်းလဲတင်နေဆိုတဲ့ဝေဖန်မှုမျိုးတွေဆိုရင်ဒါကိုတင်ကန်းသာယူပြီးကျွန်တော်တို့ပြောင်းလဲတင်တယ်။ဒါပေမဲ့အစတီဗန်ပြောသလိုမျိုးပဲဝေဖန်မှုတွေပဲဖြစ်ဖြစ်ကို့အတွက် negative sound နဲ့အရာတွေပဲဖြစ်ဖြစ်တည်ငြိမ်စွာနဲ့ဖြေရှင်းတာအကောင်းဆုံးပဲဗျ။သွေးပူပြီးရင်ဆိုင်ဖြေရှင်းမယ်ဆိုရင်မကောင်းတာတွေပူပြီးဖြစ်လာနိုင်တယ်။အာကောင်းတာထက်ဗျာကျွန်တော်ဆိုလိုတာမကောင်းတဲ့အခြေအနေမျိုးကိုတွန်းပို့သွားသလိုဖြစ်လိမ့်မယ်။အဲ့အတွက်ကြောင့်အရာအားလုံးကို ခေါင်းအေးစွာနဲ့ရင်ဆိုင်ဖြည့်ရှင်းတတ်ဖို့လိုပါတယ်ဆိုတော့၁၈နှစ်သားအရွယ်ချာတေးတယောက်ရဲ့ဝေဖန်မှုတွေဖိအားတွေကိုရင်ဆိုင်တဲ့နော်ခံယူချက်လေးကိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ဗျအဲ့တော့စတီဗောင်းတယောက်လန်ဒန်မှာဆက်လက်ပျော်ရွှင်အောင်မြင်ပါစေလို့ပဲဆုတောင်းပေးကြပါတယ် ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ဒါထုံးစံတိုင်းပဲဘောလုံးပွဲတွေကျွန်တော်ညီကိုတွေကစားချင်ပါပဲဗျအဲ့လိုကစားချင်နေဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါကြောင့်အိုင်ဘတ်ခွန်ရှစ်ကိုငါသလုံးမစ်ဆိုကိုမမ်ဘာအသစ်ယူနစ်ဖြစ်အပူစုဂျေးနဲ့တပတ်နှစ်ကြိမ်စိတ်ချသွားကစားလို့ရတယ်အသေးသေးသိချင်ဆိုရင်တော့ပပနံပါတ်3ညာကို6931380မှာဆက်သွယ်စုံစမ်းမိမြန်လို့ရပါတယ်ကဲကျွန်တော်နောက်ထပ်ပြောစကားလေးတခုပေါ့နော်အန်ဒူမိုရက်စ်ကသူ့ရဲ့တပည့်ကျော်ကြီး Voice of Sky Zero ဘုမှာပြီးခဲ့တဲ့မှတ်ချက်စကားကိုကျွန်တော်ပြန်လဲဆွေးနွေးမှာပါ တော့ပြောပြောဆိုဆိုခိုင်စရုကလက်ရှိအချိန်ကျွန်တော်ပြောလက်ရှိအချိန်နော်ချယ်ဆီတသင်းလုံးမှာစွမ်းဆောင်ရည်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်။ပြီးခဲ့တဲ့ဘောလုံးရာသီမှာကိုးပါမှာပူကောင်းရင်ကောင်းလိမ့်မယ်။ဒီနှစ်ဘောလုံးရာသီမှာတော့ Moises ကချယ်ဆီရဲ့အကောင်းဆုံးကစားသမားဖြစ်နေပါတယ်။အဲ့တော့ Maris ကနေနဲ့ Moises ကိုဗာပြောတယ်လေ။ Moises ကချယ်ဆီမှာဘလောက်ကောင်းသလဲဆိုတာကိုပြသနေပါတယ်။သူက ထိတ်တဲအဆင့်ရှိတဲ့ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ သူ့မှာရှိတဲ့အကောင်းဆုံးအရာကတော့ကိုကုတ်ကိုနှိမ်ချတတ်တာပါပဲဒါအပြင်သူဟာလူကောင်းတစ်ယောက်ဖြစ်ပြီးလူတိုင်းကိုလည်းကူညီပေးဖို့အသင့်ရှိနေတယ်တဲ့အဲဒါဘောရစ်ကပြောထားတဲ့ဇာကားကဘောလုံးကစားတာနဲ့မသက်ဆိုင်ဘူးသူ့ရဲ့ပါစနယ်ပုံကိုယ်အမြင်ကိုပြောသွားခဲ့တာပါအဆိုလိုချင်တဲ့ဘောကကိုင်စီရိုးဒီဘောလုံးကွေးထဲမှာပဲဘောလုံးကစားတာကောင်းတာမဟုတ်ဘူးပြင်ပလူနေထိုင်မှုဇယိုက်ကလည်း အေးစေးတည်ငြိမ်နှိမ်ချတတ်တဲ့သဘောမျိုးပဲတကယ်တော့လေဘောလုံးကစားတာဘလောက်ပဲကောင်းကောင်းပြင်ပလူနေထိုင်မှုဇရိုက်မကောင်းရင်အကျင့်တွေကကူးဆက်တတ်တယ်ပြင်ပလူနေထိုင်မှုဇရိုက်လည်းကောင်းမယ်ဘောလုံးကစားတာလည်းကောင်းမယ်ဆိုရင်ဒါနီးပြရည်လည်းချစ်တယ်အောင်မြင်မှုလည်းအထွန်းရှိတယ်အဲ့တော့ကိုင်စီတို့ဒီမိခင်ကိုအရန်ချစ်တယ်တားတယောက်ရိုကျိုးတယ်ဆိုတာကျွန်တော်တိတ်တောင်ပြောနေစရာမလိုဘူးကိုင်စီတို့အနေနဲ့ပြင်ပ ဝစ်စားစင်ပုံကြီးကြည့်ကြည့်ပါအဲ့လိုမျိုးဟော့ရဲအနေနဲ့ဆောင်းရဲအခေါ်ရဲပြုတ်တယ်ဆိုတော့ပုံစံမျိုးလုံးဝမရှိဘူးအေးစေးတည်ငြိမ်သွားနဲ့ပဲသူ့မိခင်ကိုဟိုအရန်ချစ်တဲ့သားတယောက်အနေနဲ့ဘဝကိုဖျက်သန်းတယ်ကျွန်တော်ကတော့ကိုင်စီတို့ရဲ့ပြင်ပလူနေထိုင်မှုပုံစံလေးကိုသိသဘောကြတယ်ကွင်းထဲရောက်လာတဲ့အခါမှာလည်းတည်ငြိမ်ရင့်ကျက်သွားတယ်ပဲဘောလုံးကစားတယ်အဲ့တော့ချယ်ဆီကကွင်းထဲကစားသမားရင်းနဲ့ပတ်သက်ရင်ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဒါတစ်ခေတ်တစ်ခါဟိုပူရက်တို့နော်ဒန်နစ်ဝိုက်တို့ ျွန်တော်ကွင်းလယ်မှာရခဲ့ဘူးတဲ့အဲ့နောက်ပိုင်းဒါမက်ကလေးလီနော်ဖရန့်ကလမ်ပတ်တခြားအာဆီယံနာမည်ကြံကောင်းလဲကြံလိမ့်မယ်ဗျာဒီတိုင်းအလွတ်ပြောလို့ကွင်းလယ်ကစားသမားကောင်းတွေအများကြီးရှိခဲ့ဘူးတဲ့အန်ဂိုလိုကွန်ဒေဆက်စ်ဂျော်ဂျီညိုစသဖြင့်ပေါ့အဲ့တော့ကြောင့် Voices Guys တို့ဒီတည်ငြိမ်အေဂျင့်ရင့်ကျက်စွာနဲ့ Chelsea အသင်းရဲ့ကွင်းလယ်မှာနောက်10နှစ်လောက်ထိအကောင်းဆုံးဖြတ်တန်းဖို့အတွက်ကျွန်တော်ကတော့မျှော်လင့်နေပြီပါအကြောင်းတုံ့သက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါသုံးတိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်